အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့ Liverpool ပွဲရှိတယ်မနော်အဲ့တော့ကျွန်တော်ဒါ Liverpool ကျွန်တော် official supporter မဟုတ်ဘူးမဲ့လက်ရှိမှာဒါကျွန်တော် Liverpool အသင်းဘက်ကိုလက်ရှိမှာဖြစ်ခဲ့တဲ့ဖြစ်တဲ့အနေနဲ့ပတ်သက်ပြီးဒါကျွန်တော်တို့စာပို့ထားတယ်ပေါ့နော်အဓိကကတော့ဒါကျွန်တော်တို့ဒီနေ့မှာပေါ့နော်ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒါကျွန်တော်တို့ အခုလက်ရှိမှာဆုံးပါသွားတဲ့လူနိုင်ငံတီးတီးကတော့ကျွန်တော်တို့အများကြီးရှိတယ်ပေါ့နော်ဒါကျွန်တော်တို့ဒါခုနကပြောသူပဲကျွန်တော်တို့ဒါကျွန်တော်တီးရတဲ့မှာ United Fan တွေလည်းရှိတယ်ဒါကျွန်တော်ဆုံးပါသွားတဲ့မှာ Chelsea Fan တွေလည်းရှိတယ်အများကြီးပဲပေါ့နော်အဲ့တော့ဒါပေမဲ့တကယ်ကိုဒါကျွန်တော်မှတ်မှတ်ရဖြစ်စီတာကတော့ Liverpool ရဲ့ဒါကျွန်တော်ပြည်သက်ညီလေးဖြစ်တဲ့ဒါကျွန်တော်တို့ကျွန်တော်လည်းအမှန်တိုင်းပြောအခုချိန်နေနေမသိသေးပါဘူးအဲကျွန်တော်တို့ဒီနေ့အဲ you will never walk alone ကဘဝမှာနားထောင်မှုတဲ့ you will never walk alone ရဲ့အခက်ခဲဆုံး you will never walk alone ဖြစ်မယ်လို့ကျွန်တော်ကမြင်တယ်ဗောနော်ကျွန်တော်လက်ရှိမှာကျွန်တော် Liverpool official club ကမဟုတ်ပေမဲ့ကျွန်တော် Liverpool ဘက်ကိုလည်းကြာ eBay ပို့ထားတယ်။အကယ်၍ဖြစ်နိုင်မယ်သူတို့ဘက်ကတော့ပြန်ဘူးနော်ကျွန်တော်ဒါ info ဘက်ကိုပို့ထားတယ်ကြောင့်ဒါသူတို့ဘက်ကလည်းဒါမြင်တော့မြင်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်။လက်ရှိမှာ Liverpool ဘက်ကဒါကျွန်တော်တကယ်ကိုဒါအရေးကြီးတဲ့လူတွေဒါကျွန်တော်တို့ဒါဒီလိုမျိုးမြင်ပါသေးလို့ဆူတောင်းတယ်။လက်ရှိမှာဒါကျွန်တော်တို့မြန်မာနိုင်ငံကဒါကျွန်တော် bowling industry မှာဒါ iconic ဖြစ်တဲ့ video ဆိုတော့တော်တော်လေးကိုရှားပါတယ်။ ကျွန်တော်တို့ဒါကျွန်တော်တို့ဒီဘောလုံးလောကလုံနေတဲ့လူတော်မှာဒါကျွန်တော်တို့ကျွန်တော်တို့မှာဒါအခုချိန်ဒီဒီလိုမျိုးဗီဒီယိုတွေပါမရနိုင်သေးဘူးပေါ့နော်ဒါလိုမျိုးရှိရတဲ့ comment ထုတ်ကိုချမ်းတို့ဒါအပြင်ကိုဒီညီလေးကဒီ iconic video တို့ကိုရသွားခဲ့တယ်ပေါ့နော်ဒါကျွန်တော်တို့ Liverpool အသင်းနဲ့ပတ်သက်ရင်ဒါကျွန်တော် move ပေါ်ကလေးရင်မြန် Liverpool က champion ဆိုတဲ့ဥစ္စာကအမြင်နဲ့နားရဲဆွဲနေမှာပေါ့နော်အဲ့တော့ကျွန်တော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးလက်ရှိမှာဒီ day ကိုလည်းဒါကျွန်တော်တို့စာလေးကျွန်တော်အင်္ဂလိပ်လိုရေးပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာဒီညီလေးကဒီမှာကျွန်တော်တို့က ဗလီရဲမှာဒါကျွန်တော်ဆုံးပါသွားတာဖြစ်ပြီးတော့တကယ်ကိုဒါကျွန်တော်တို့ကောင်းမွန်တဲ့ကလေးလေးတယောက်ဖြစ်ကြအောင်ဒါကျွန်တော်မြန်မာနိုင်ငံမှာဒီကလေးကိုလူချစ်ခံရတဲ့ဖြစ်ကြောင်ဒီကလေးကတကယ်ကိုဒါကျွန်တော်တို့ ဟိုဘလောက်တိအေးပါတဲ့ကြောင်းကျွန်တော်တို့စာပို့ထားရပေါ့နော်တခုခုလုတ်ပေးနေမှာဆိုရင်ကောင်းပါပေါ့ဒါခုနကလက်ရှိမှာဒါဘောလုံးမွေးခုလက်ရှိမှာဒီတခုနောက်မှာကြည့်တယ်ဆိုတော့ကျွန်တော်မနိုင်ပြောမှာဆိုရီယယ်မက်ထရစ်တို့များဖြစ်မလားဆိုပြီးကျွန်တော်အကုန်လုံးကြည့်ဖြစ်တာတွေများတယ်ဗျာဒါခင်ဗျားတကယ်တကယ်ပြပြတကယ်ပြပြတာပေါ့နော်ဘာလို့ဆိုကစားသမားတွေဂူသွင်းအောင်မွေးခန္ဓာစာအကဲခုနအင်ဂျီရေးပြီးတော့တယ်မြန်မာနိုင်ငံအတွက်များဒါကြည့်မလားဆိုတော့အဲ့တော့ဟိုလူကမနိုင်ပြောဆောင်းဝမ်ပမန်နေပေါ့ဆိုတော့ကျွန်တော်မနဲ့မူးလင်းနေခဲ့တာကျွန်တော်ဖုန်းကြည့်ပြီးတာကျွန်တော်သတင်းတွေကိုရှယ်တယ်ကျွန်တော်ဒါခုနအလူကိစားတွေကိုဟိုဘက်နဲ့ဒီဘက်ချိန်ပြီးတယ်ကျွန်တော်ပြီးတော့ပို့ဆိုးတာဗျာအမှန်တိုင်းခင်ဗျားမနိုင်ပြပြမယ်ကျွန်တော်ငွေမကအောင် ကျွန်တော်လုံးဝငွေမကင်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်သူများဟိုဘက်နဲ့ဒီဘက်ချိန်ပေးတာပဲရှိတာဟိုဘက်နဲ့ဒီဘက်ချိန်ပေးတဲ့အတွက်ကြောင့်မို့ကျွန်တော်အတွက်ကဒါကျွန်တော်တော်တော်လေးကိုအမှန်တိုင်းပြောရမယ်ဆိုရင် ဟို screen တိုင်းအများများတယ်ဟိုဖုန်းသုံးတဲ့အချိန်ကတအားများရတယ်မှာပါတယ်ဘောနော်အဲ့တော့ပြောချင်တာဒါကခုနကပေါ့ညကြရတယ်ခုနကပေါ့ကျွန်တော်ဒါဘောလုံးပွဲကြည့်ပြီးတော့ဒါကျွန်တော်မိကနေမိကနေဖြစ်သွားဆိုတော့ကျွန်တော်အရက်ကြည့်ကျင်တဲ့ချက်ကခုနကပေါ့ပွဲစပြီးဆိုတော့ねဒါမြန်မာနိုင်ငံအတွက်များ VM တို့လူလူအုပ်စုများဆူတောင်းပေးမှာပြီးရင်ခုနကပေါ့ကစားသမားတွေကိုတွင်းသွားရင်များအဲ့အင်ကြီးချုပ်ပြီးအောင်ပွဲခိုင်ခုနကပေါ့ဒီအောက်မှာကျွန်တော်စာရေးထားမှာပေါ့နော် အမှန်တော့အဲ့ဒါကိုကျွန်တော်အရင်မျှော်လင့်နေတယ်ဒါမနီယာပေါ်စင်မှာဆိုတော့ဒါကျွန်တော်တို့ United အသင်းမြတ်ဂူးသွင်းသွားခဲ့ပြီဆိုရင်ကျွန်တော်ကြည့်ချင်တာတည်းမှာပါတယ်ဒါမနီယာကျွန်တော် Arsenal အသင်းမြတ်ဂူးသွင်းနိုင်ခုနကပြောလို့ Spain ကစားသမားကျွန်တော်အမှန်တော့သူတို့နိုင်ငံကဝင်နေအများကြီးကွာပါတယ်ဒါမျိုးကတော့သူတို့ကစားသမားကြီးသိချင်မှအောင်သိမှာပါဒါပေမဲ့အရင်မျှော်လင့်မိတယ်ဗျာဒါလားအမှတကယ်တကယ်တကယ်အရင်အရင်ကိုမျှော်လင့်မိရတဲ့တည်းမှာပါတယ်ဘောနော်အဲ့တော့ဟို personally ပြောရမယ်ဆိုရင်တော့တကယ်ကိုအရန်ကြီးမျောလင့်ပြီးရတယ်မှာပါဒါပေမဲ့လည်းမျောလင့်လို့လည်းအချိန်လုံးမဖြစ်ထားနိုင်ဘူးပေါ့အဲ့တော့ဒီနေ့မှလည်းဒါကျွန်တော် Liverpool နဲ့ပုံစံမှာလည်းအများကြီးမျောလင့်နေတယ်။ဘာလို့ဆိုတော့ လီဗာပူးအသင်းကဒါကျွန်တော်အမြဲတမ်းဒါကျွန်တော်တို့ history ရဲ့ right side မှာအမြဲတမ်းရှိရတဲ့အသင်းပေါ့နော်ဒါဒီအတိုင်းပဲဒါအမြဲတမ်းအမှန်ဘက်ကယက်တီပေးနေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မလို့လီဗာပူးအသင်းဘက်ကဒီနေ့ပေါ်ဆုံးမှာဒါခုခုများလုပ်ပေးနိုင်မလားပေါ့နော်အဲ့တော့ပူဆိုတာကကျွန်တော်ဘောလုံးပွဲမကြည့်ခဲ့အစားပိုင်းမှာဒါ you will never walk alone ကြည့်ရင်တော့ငူအောင်မယ်ထင်ပါတယ်အခက်အခဲဆုံး you will never walk alone ကြီးကိုဖျက်သန်းအောင်မယ်ထင်ပါတယ် ပူဆိုတာဒီနေ့မှဒါမာစီဆိုင်တာပြီဆိုတော့နော်တို့သူငငယ်လေးဆိုပူကြည့်ခြင်းမှာပဲသူဆိုလဲတိလာသူဟေးပေါ့ဒါပေမဲ့တို့ကတော့ခုနကပေါ့အခုလက်ရှိမှာသူကောင်းကင်ဘွားကြည့်နေနိုင်မှာပါတကယ်ဒီခုနကပေါ့လို့ပဲဒါကျွန်တော်တို့သူသူအကောင်းအကောင်းဆုံးလုပ်နေတဲ့အချိန်မှာသူဘွားတဘာကိုကူပြောင်းသွားတဲ့အချိန်ဖြစ်တဲ့ကြောင့်ဒါသူ့အနေနဲ့ဒါနေပြန်ရမှာဆိုသိကြတယ်တကယ်သိကြ100% sure ပဲသူလည်းဒါကျွန်တော်တို့ဒါနေပြန်ရအောင်မှာနေပြန်မှာဒါခုနကပေါ့လို့ပဲခုနက maybe ပေါ့နော်သူ ဘောလုံးပွဲယူနေပြီမှာကြည့်နိုင်မယ်လို့ပြောနေတယ်။သူကတော့ခုနကျွန်တော်တို့အနာဂတ်တောင်ပူမြင်သွားပြီလားမသိပါဘူးဗျာ။ဒါခုနကဘူးပူကြည့်နိုင်သွားမလားကျွန်တော်တို့ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်ဘုလို့။အဲ့တော့ဘယ်လိုပြော You will never walk alone ဆိုတဲ့စကားလုံးကကျွန်တော်တို့ကတော့အတန်းဘယ်တော့မှ the same ဖြစ်တော့မယ်လို့မြင်မအောင်။အဲ့တော့လက်ရှိမှာဒါကျွန်တော်မှာစိတ်ဆိုင်တာပြီးကြောင်းကျွန်တော်နည်းနည်းလေးပြောအောင်။ Liverpool နဲ့ Everton အဲ့တော့ မလီဒရင်းလင်းနေနေပြောချင်ပါတယ်ရှိမှဒါကျွန်တော်တို့ dead body ဘက်ဒီအများကြီးလုံနေစေဖြစ်ပါတယ်လက်ရှိမှဒါကျွန်တော်တို့မူးတွေမရွာခင်နေဒီအရန်မပူခင်မှာ dead body ဘက်ဒီအများကြီးလုံနေပါတယ်ကုညီပေးနိုင်တဲ့လူတွေကုညီပေးကြအောင်ချုပ်နေတဲ့ချုပ်ချုပ်ပေးနိုင်တဲ့လူတွေတွေ့ပါတယ်ဒါငွေငွေကြီးအဖြစ်ကုညီနိုင်တဲ့လူတွေရှိလို့ဒါကျွန်တော်ချိတ်ဆက်မှုတွေလည်းရှိမယ်ဆိုရင်တော့ဒါကျွန်တော်တို့ကုညီပေးကြအောင်လို့ပြောချင်ပါတယ်လက်ရှိမှဒါလုံးဝမထင်ထားတဲ့ amount တစ်ခုနဲ့ဒါလိုအပ်လာခဲ့တဲ့အတွက်ကြောင့်မို့အများကြီးအများကြီးလိုအပ်နေပါတယ်ကုညီပေးကြအောင်ကျွန်တော်ပြောချင်ပါတယ်ဗျာနော်အဲ့တော့လက်ရှိမှဒါကျွန်တော်တို့မဆေးဆိုင်တာပြီပေါ့နော်ကျွန်တော်ဒါ အဲ့တော့ကျွန်တော်ဒီနေ့မှာလီဗာပူးအသင်းနဲ့ Everton ကိုတွေ့ဖို့လို့အဲ့တော့လက်ရှိမှာဒါမနေ့ကပွဲစဉ်မှာလည်း Arsenal အသင်းကဒါကျွန်တော် Liverpool အသင်းဟိုဆိုတာ Arsenal အသင်းကဒါကျွန်တော် Fulham အသင်းကိုအနိုင်ရရှိသွားပြီဖြစ်တဲ့ကြောင့်မလား Liverpool အသင်းနဲ့ Total အဖြစ်ကိုမှတ်ကွာသွားခဲ့ပြီပေါ့နော် Everton အသင်းနဲ့ဒါကျွန်တော်တို့ဒါအမြဲတမ်းလူလူဒါကျွန်တော်တို့ အဲဘာတန်သိနေတာကျွန်တော်အမြင်နဲ့လူတာလစ်ဗာပူးသင်းကိုဒါကျွန်တော်ဖလန်လက်ညောင်းမှာအမြင်နဲ့ဒုက္ခပေးနေကြမနစ်ကဆိုတဲ့ဒါကျွန်တော်တို့အိမ်ငွေ့ကြီးမှာဒုက္ခပေးသွားတာကိုတွေ့ရမယ်တဲ့မှာပါတယ်ဘောနော်ဒါကျွန်တော်တို့လစ်ဗာပူးရဲ့အိမ်ငွေ့မှုဆိုတဲ့လစ်ဗာပူးကဒါအိမ်ငွေ့ဝေးခွင့်ဒါဒုက္ခပေးနေတဲ့သင်တို့တွေ့ရမယ်တဲ့မှာပါတယ်လက်ရှိဒီနှစ်မှာဆိုတဲ့ဒါဖလန်လက်ညောင်းမှာဒါကျွန်တော်လုံးဝအမှတ်ပြတ်နဲ့ပြေးသွားမယ်ဥစားမှာတဲ့ကျွန်တော်ဒါအိမ်ငွေ့မှာတူတူဆိုတဲ့ရတဲ့နေတာကျွန်တော်တည်ရရလက်ခက်ခံသွားနိုင်ခဲ့တယ်ဘောနော်အဲ့တော့တပတ်မဲ့ရပါတယ်ကျွန်တော်အေဗာတန်ကဒါကျွန်တော်လစ်ဗာပူးကဒါကျွန်တော်အိမ်ငွေ့မှာဒါကျွန်တော် ဘာမှတော့မလုပ်နိုင်ခဲ့ဘူးအမြင်နဲ့ပဲဒါကျွန်တော်တို့သူတို့ရဲ့အိမ်ငွေမှာဒါသူတို့အနေနဲ့ဒါဒုက္ခပေးနိုင်နိုင်မယ်ဒါကျွန်တော်တို့ဒါလစ်ဗာပူးအိမ်ငွေမှာဘယ်လိုမှမရအဲ့တော့ကျွန်တော်တိတော့ကလစ်ဗာပူးအိမ်ငွေမှာဒါကျွန်တော်အေဗာတန်နိုင်ခဲ့တာက2021ကဖြစ်ပြီးလွန်ခဲ့တဲ့ဒါကျွန်တော်တို့လေးနှစ်ကဖြစ်ခဲ့တယ်ပေါ့နော်အဲဒီတော့ကဒါကျွန်တော်လစ်ဗာပူးတင်တဲ့အေဗာတန်ကိုသူတို့ရဲ့ဒါအိမ်ငွေမှာနိုင်ခဲ့တာဖြစ်ပြီးတော့ဒါကျွန်တော်တို့ 2-0ဆိုရခဲ့တယ်အဲတုန်းကတော့ Richarlison နဲ့ Sigurdsson တို့ရဲ့အသွင်းကူးနဲ့ Liverpool အနိုင်ရခဲ့တဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီတစ်ခါတော့တော်တော်လေးကိုကွာသွားခဲ့ပါပြီအခုအားဒါကျွန်တော်တော်တော်လေးကိုဒါကျွန်တော်ကွာသွားခဲ့ပြီးတော့အရင်နဲ့မတူတော့တဲ့အဲ့ဒါကျွန်တော်တို့အခြေအနေတစ်ခုကိုမြင်ရမှာဖြစ်ပါတယ်အဲ့တော့ Liverpool တင်းနဲ့ဒါကျွန်တော်မြန်မာနိုင်ငံကိုဆူတောင်းပေးထားတဲ့အသင်းတွေကျွန်တော်ကတော့နိုင်ဖို့အတွက်ဆူတောင်းပေးမယ် Everton တင်းနဲ့ Marseille Derby အသင်းတွေဒီနေ့ပွဲစဉ်မှာပါတီများလုပ်ပြနိုင်မယ် ဲ့လက်ရှိမှာကျွန်တော်တို့ Everton အသင်းနဲ့ဒီနေ့ပွဲစံမှာဒါ Liverpool အသင်းကိုသူတို့ရဲ့ဖလားလမ်းကြောင်းကိုရက်တက်နိုင်မှုတွေထပ်ပြီးတော့ကြိုးစားမယ်နေ့တနေ့လူပဲကျွန်တော်ကတော့မြင်မိရတယ်မှာပါတယ်။အများကြီးအများကြီးလှုပ်ပြဖို့လေ Everton ကြိုးစားအောင်မယ်လို့မြင်တယ်။ဘာလို့လဲ Liverpool အသင်းနဲ့တွေ့ပြီးဆိုကျွန်တော် Everton ကဒါရှိသမျှအစွမ်းကုန်ကိုဖြစ်ညစ်ပြီးဆော့တက်တဲ့အသင်းဖြစ်တယ်။ဒါပေမဲ့ရည်ရတာ Everton အခုလက်ရှိမှာနောက်ဆုံး၅ပြိုင်ပွဲစုံ၅မှာတပွဲမှရှုံးပွဲမရှိသေးဘူး။တပွဲနိုင်ထားတဲ့၄ပွဲတိတိတည်ကြထားတယ်။ဒါခုနကဘာလို့နောက်ဆုံးမနိုင်ဘူးဆိုတော့တည်ရလက်ခံခံနိုင်အောင်ဆော့ထားခဲ့တယ်။အဲ့တော့ Everton အသင်းနဲ့ခုနောက်ပိုင်းမှာဒါချီကျူးစရာမူရက်စစ်လက်ထက်မှာဘာဖြစ်လာခဲ့လဲဆိုတော့ဒါကျွန်တော်ခန့်စစ်ပိုင်းတော်တော်လေးကိုကြည့်လင်မှု ှုကိုတွေ့လာခဲ့ရတယ်မှာပါတယ်တော်တော်လေးကို cancer ပိုင်း strong ဖြစ်လာခဲ့တာကိုတကယ်ကိုချီးကျူးဖို့ကောင်းလာခဲ့တယ်မှာပါတယ်ဒါကြောင့် Jared Brandwine Jared Brandwine နဲ့ Tarkovsky ရဲ့အတွဲကတော်တော်လေးကိုအလုပ်ဖြစ်ခဲ့ပြီးတော့တော်တော်လေးကိုမိုက်တဲ့အတွဲတွေဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့အမြင်မှာမြင်မိရတယ်မှာပါတယ်ပေါ့နော်တစ်ဖက်က Liverpool တင်းကလည်းရှိမှာဒါကျွန်တော်နှစ်ပွဲဆက်ရှုံးနာခဲ့တယ်ဒါကျွန်တော်ဒီရှုံးနာရဥစားကတော်တော်လေးကိုနင့်နာမှုကြီးတဲ့ရှုံးမှုတွေပေါ့နော်ဒါ Newcastle United ကိုဒါကျွန်တော်တို့အပြင်းစားရည်တော့တော်တော်လေးကိုပူပြီးစိတ်ဆိုးတာလီဗာပူးတင်ကိုတော့ဒါအစီဆိုးတယ်တိဘော လောကကြီးမှာဒါခုနပြောတဲ့ဒီကောင်လေးကျွန်တော်ဒါမဆုံးငင်မှာသူ့အတင်ဒါရှိသမျှဖလားရေအကုန်လုံးအောင်ထွက်သွားတယ်တော်တော်လေးကိုစိတ်ညစ်မှာပဲနော်ဘောလုံးနဲ့ပတ်သက်ပြီးတော့ယူကာဆယူနိုက်တက်ကို2-1နဲ့ဒါရှုံးခဲ့ပြီးတော့ကာရာဘောဖလားကိုဖိုင်နယ်မှာရှုံးနေခဲ့တယ် PSG 1-0ဆိုရရတဲ့နဲ့ဒါကျွန်တော်ရှုံးနေခဲ့ပြီးနောက်ပိုင်းမှာဒါကျွန်တော်လစ်ဗာပူးအသင်းနဲ့ဒါကျွန်တော်တို့အာပနတီအဆုံးဖြတ်မှာရှုံးနေခဲ့ပြီးနောက်ပိုင်းမှာဒါကျွန်တော်တို့ ချန်ပီယံလိဂ်ထွက်ခဲ့အဲ့တော့ဒါပရီးမီးယားလိဂ်မှာလက်ရှိမှာအာဆနယ်သင်းကအမှန်ရ close gap လုပ်နေခဲ့ပြီမြင်ကိုးမက်လောက်ကွာနေတဲ့ကြောင့်မတကျွန်တော်တို့လက်ရှိမှာရဖို့တော့ခက်ခဲမယ်လီဗာပူးကဒီနေ့မှာဒါပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့တော့ကျွန်တော်အများကြီးအများကြီးဆုတောင်းပေးလိုက်ပါတယ်ဒီနေ့မှာဒါကျွန်တော် you will never walk alone ဆိုတဲ့ဒါ slogan အတိုင်းငန်းကြီးလေးမင်းသိတဲ့ကျွန်တော်ဖလားရမယ်ကျွန်တော်တို့လုံးဝမျှော်လင့်မယ်လို့ပြောပြရစေအဲ့တော့ဒီဗီဒီယိုဒီနောက်မှာကျွန်တော်နားကျင်နေပြီးတော့ဒါကျွန်တော်စကိုင်းတို့ဒါကျွန်တော်နည်းနည်းလေးပြောစကိုင်းတို့ဒါကျွန်တော်ပြောပွဲတို့နားမှာ your လေးတွေရှိပါအဲ့ your လေးမှာအများကြီးအများကြီးကူညီလိုနေပါတယ်မန်လေးမျိုးပေါ်တချို့မျိုးဒါမီးတွေပြန်လာပြီး internet line တွေမိမယ်တော့လက်ရှိမှာ your လေးမှာတော့ အင်တာနက်ခွက်ကဲတွေတော့ကျွန်တော်မီးခက်ခဲလူတွေကြောင့်အများကြီးအများကြီးကူညီပေးကြပါအောင်ဆိုတဲ့နေရာကနေပြီးတော့မြစ်တာရက်ခံအပ်ပါတယ်ဘောနော်လက်ရှိမှာကျွန်တော် volunteer ညီကိုတွေကိုလည်းအများကြီးအများကြီးကျေးဇူးတင်ပါတယ်ကဲစိန်ညီကိုတွေတယောက်ချင်းစီတိုင်းကိုလည်းအများကြီးအများကြီးကျေးဇူးတင်ပါတယ်အခုချိန်ထိကျွန်တော်ပါဝင်ကူညီပေးနေတဲ့လူတွေတယောက်ချင်းစီတိုင်းရဲ့အသက် ဒီလိုလေအများကြီးကျွန်တော်တံမှုထားပါတယ်ညီကိုရတာကျွန်တော်ငွေကြေးအဖြစ်ကို information အဖြစ်ကိုဘယ်လိုနေရာမြို့ကကူညီနိုင်မလဲဆိုတာကိုတော့အကုန်လုံးကိုဒါကျွန်တော်ကျေးဇူးတင်လေးရပဲပြောချင်ပါတယ်အများကြီးအများကြီးကျေးဇူးတင်တယ်ညီကိုတွေမရှိလို့မဖြစ်ပါဘူးညီကိုတွေကကျွန်တော်တို့အများကြီးအများကြီးအရေးပါတဲ့လူတွေဖြစ်ပါတယ်အားလုံးမကျေးဇူးပါတယ်ကျွန်တော်တို့ကူညီကယ်ဆယ်ရေးရညီကိုတွေရောဒါကျွန်တော်အဖက်ဖက်ကကောင်းကူညီပေးနေညီကိုမောင်နှမတွေအများကြီးအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ကုန်ပြီပေါ့ဗျနောက်မှကျွန်တော်တွေ့ကြတာပေါ့